Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇူလိုင်လ2ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူသွားမှ Reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် Channel လေးကိုရောက်ရှိလာသူရောက်ရှိတိုင်းဒီနေ့မှရှင်လန်းကြပါစေကြမှာကြပါစေစစ်ဘေးဒုက္ခကနေကင်းဝေးကြပါစေလို့ပထမအဆုံးကျွန်တော်ဆုတောင်းပေးလိုပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ Loyal Station သတင်းတွေနဲ့ဆက်လိုက်ပါမယ်ခင်ဗျာ ပထမဆုံးသတင်းတစ်ပုဒ်ကတော့ NUG ပညာရေးအစီအစဉ်မှာမပါဝင်ကြဖို့ငွေဆောင်အုပ်ချုပ်ရေးမှုအဖွဲ့ကတားမြစ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့နော်။အဲတော့ ARR တိုင်းပသိမ်ခေရန်ပသိမ်မြို့နယ်ငွေဆောင်မြို့မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုနယ်အဖွဲ့ကအရက်သားတွေကို NUG ပညာရေးကျောင်းထဲမှာကလေးတွေစာမသင်ကြဖို့ခေါ်ယူတားမြစ်ပြီးခံဝင်ထိုးခိုင်းနေတယ်လို့ဒေသခံတွေစီကသိရပါရဲ့နော်။အဲတော့ကြားတဲ့အချိန်မှာပဲ NUG ပညာရေးစီစဉ်တွေကိုတားဆီးနေတဲ့ငွေဆောင်အုပ်ချုပ်ရေးမှုနယ်အဖွဲ့ဆိုတဲ့လူတွေလို့ရဖြစ်ပါရဲ့နော်။ နောက်ထပ်သတင်းတစ်ပုဒ်ကလည်းစကိုင်းမြို့နယ်မင်းကုန်းရွာနဲ့ကပတ်တောင်ဘုံကြီးကျောင်းမှာထိုင်ချတက်ဆွဲထားတဲ့စစ်အုပ်စုကိုတိုက်ခိုက်ရာဗိုလ်ကြီးအဆင့်အပါဝင်စစ်အုပ်စု9កောင်မျိုးစားဖြစ်ပြီး4ဦးဖမ်းမိပြီးတော့လက်နက်တချို့ပါတိုက်ဆေးရမိခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အာနာသိန်းစေအုပ်စုကစေယုံစည်းကမ်းတွေကိုပါတိုက်လေရင်နဲ့ဘုံကျဲနေတာကြောင့်ပြည်သူကိုစေဝါကုသပေးနိုင်ရေးမြောက်စေယုံရင်စတင်ဆောက်လုပ်နေပြီလို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ဝင်ကြီး ဝင်ကြီးချုပ်ရင်ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလည်းကပြောဆိုထားပါတယ်နော်လက်ရှိချိန်မှာဘုံနိုင်ငံမြေအောင်ဆေးဥချုပ်ကိုစတင်လှုပ်ဆောင်နေပြီဆိုလို့သတိပေးထားပါတယ်တဲ့အချမ်းမဆေးဥစုကစာတင်ကြောင်းတွေကိုသာမကဆေးဥတွေဆေးခန်းတွေကိုလည်းပြည့်မြတ်ထားတိုက်ခိုက်နေတာကြောင့်မျိုးသားညီညွတ်ရေးဆိုရဲကျမ်းမာရေးဝင်ကြီးဌာနအနေနဲ့ပြည်သူလူထုကိုလုံခြုံစွာကျမ်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့အတွက်ဘုံကျဲတံခံနိုင်တဲ့မြေအောင်ဆေးဥဆေးခန်းတွေစောက်လုပ်နိုင်ဖို့ကြိုးစားဆောင်ရွက်လက်ရှိကြောင်းဦးနေဘုံလည်းကပြီးခဲ့တဲ့2025ဆန္ဒပိုင်းကပြောကြားထားဖြစ်ပါတယ်နော် စကိုင်းတိုင်းရေဦးမြို့ဆိုရင်ကင်းလဲနေတဲ့စစ်သားများကိုမိုင်းဆွဲခံရပြီး၄ဦးမျိုးစားဖြစ်ခဲ့ကြောင်းသိရှိရပါတယ်တဲ့ရင်းတိုက်ခိုက်မှုကိုစစ်ကောင်စီကစစ်ကောင်စီတပ်ကပြန်လည်တုတ်ပြန်နိုင်ခြင်းမရှိဘဲဒဏ်ရာစစ်သားများအားကားဖြင့်တဲသွားပြီးစင်ကင်းဆက်ပတ်ခြင်းမရှိတော့ကြောင်းသိရပါတယ်တဲ့ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းဘကိုးတိုင်းရွှေကျင်မြို့နယ်ခမရ968တပ်ရင်းနဲ့ဝေါ်မြို့နယ်သူရဲသူရဲသူမင်ကြေးရွာရှိစစ်ကောင်စီလက်နက်ကြီးပစ်ခတ်တဲ့နေရာကိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၄ကောင်မျိုးစားဖြစ်ခဲ့ကြောင်းဘကိုးခေပကပကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ထရက်တင်တပုတ်ကတော့စစ်ကောင်စီကကျင်းပရင်စီစီနေတဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီများအားအထွေကူးပြောင်းရေးကာလတွင်အေးအေးယူနိုင်ရန်စောင့်ကြည့်မှတ်တမ်းတွေတင်သွားမယ်လို့မြို့သားညီညီအယူကြီး ဝီကြီးဌာနချုပ်ရုံးမှာသိရှိရမယ်နော်အဲ့တော့ကျွန်တော်တို့အတွင်ကူပြောင်းရေးကာလတရားမျှတမှုကိုဖော်ဆောင်တဲ့အခါကျရင်ဒီကိစ္စတွေကိုအစိပ်ပိုင်းတစ်ခုအနေနဲ့ပါဝင်လာမှာပါလို့ UNG ဝင်ကြီးပြောရေးဆိုခွင့်ရှိသူဦးနုပုံလကပြောထားပါတယ်နော်အဲ့တော့အခုချိန်မှာဆိုရင်ဂျပန်မင်းအောင်လိုင်းရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့လုပ်နေတဲ့သူတွေအားလုံးကိုအရေးယူဖို့ပြောလိုက်တဲ့သတင်းပဲဖြစ်ပါတယ်နော်ကောင်းပါတယ်အားရရနော်ဒါမျိုးတွေကတိုက်ပွဲများပြင်းထန်နေတဲ့ကတိုင်းချောင်းမြောက်ဆန်းမြောက်တက်အမတ်တ34မှာနေရစစ်ကောင်စီတပ်ဖွဲ့ဝင်များအစုလိုက်ထွက်ပြေးနေကြောင်သိရပါတယ်တဲ့အစုလိုက်ထွက်ပြေးလာတဲ့တပ်ပြေးတွေကိုသတင်းပေးတွေကရက်ကွက် အနာမိုးတွေအကြောင်းကြားလို့ပြန်ဖမ်းမိသွားတယ်ရှိတယ်တိုက်ပွဲတွေပြန်ဖို့တယ်လို့သိရပါတယ်လို့သတင်းထုတ်ပြန်ထားပါတယ်เนาะအဲ့တော့ဒီအမြောက်တက်သုံးလင်းလေးမှာတော့အချမစစ်ကောင်စီတွေကတော့တော်တော်လေးကိုကြာရှုံးပြီးတော့စခန်းမှာဆုတ်ခွာနေရတဲ့အနေအထားဖြစ်ပါတယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ကျွန်တော်တို့ဒီဘောဘောင်ဘောင်ရဲ့ဗီဒီယိုလေးလည်းတခြားတစ်ကြည့်ကြည့်အောင်เนาะကြလက်ကောင်းနေတဲ့အရာတွေမှာကျွန်တော်တို့တက်တယ်ပြန်နောက်ဆုတ်လာရပြန်ပြီဗျာเนาะဒီအမိန်ကြလာမယ်ဆိုတော့လေကျွန်တော်အစောကြီးကတည်းကကျွန်တော်လေစိတ်ထဲကထင့်နေတယ်ရလက်တွေကောင်းတယ်เนาะ တက်ကရွေးချင်ချုံနဲ့စော်နေပြီအောင်မြင်နေပြီလို့ကြားလိုက်ပြီဟေ့ဆိုရှင်ကျွန်တော်ဒီအမိန့်ကမကြခင်ရောက်လာလို့မဆိုတော့ကျွန်တော်လေကြိုတင်ပြီးတော့စိုးရင်ခဲမိပါပဲနော်အခုအခြေအနေကဒီပေါ့နော်တကယ်တမ်းချိန်မုန်းနေတဲ့တက်ကဆိုလို့ရှင်ရလက်တွေတော်တော်ကောင်းတာဗျာနော်ဘယ်လောက်ထိလဲဆိုလို့ရှင်ပြီးခဲ့တဲ့နှစ်ရက်လောက်ကဆိုလို့ရှင်ဒီပေါ့ကျွန်တော်တို့သုံးလေးလေးနားပေါ့နော်သုံးလေးနားဒီကြောက်တိုင်ပွေမှာဓမ္မီဩဇာစေယုံဘက်ကနေတေယုဓမ္မီဩဇာစေယုံဘက်နေဆင်းလာတဲ့ ီ AAPDF တွေကိုနှိမ်နေတာအဲ့ကဆင်းလာရောက်900လောက်ရှိတယ်။အဲ့ဒါကိုဒီတက်ကနှိမ်နေတာဆိုရှင်အင်အားရာကြတော့တစ်ဖက်ကပြုတ်ထွက်သွားတယ်။ပြုတ်ထွက်သွားပြီးတော့ဒီ show ရဲ့ဆင်းပြေးတဲ့သူကမလုပ်ဘူးတက်က drone တွေနဲ့တကယ်စပယ်။ဒီလောက်ရလက်ကောင်းနေတာအခြေအနေကနေပြီးတော့အခုဆိုရှင်တက်တွေကိုနောက်ပြန်ဆုတ်ခဲ့ဆိုတဲ့အမိန်ကပေါ်လာ။ဒီအမိန်ကဘယ်ကလာလဲဆိုတဲ့ဟာကြ AR ဒုတိုင်မှုကပေးပါတယ်တဲ့။အဲ့တော့အခုနောက်ဆုတ်လာတက်တွေဆိုရင်308နောက်ဆုတ်လာပြီ။တက်မ66နောက်ဆုတ်လာရပြီ။ ဘာနေကြောင့်ဘလို့နောက်ဆုတ်ခိုင်းလဲတော့ကျွန်တော်ပြောတော့တော်ခက်ခဲပါတယ်သို့ပါတော့လည်းပဲအလုံလုံပါเนาะတိုက်ပွဲဝင်ပါနောက်တစ်ခုကနိုင်ငံတော်အဆင့်ပြားတကယ်ဒီတပုံကိုခြေမုံးမယ်ဟဲ့ဆိုရှင်တပုံဟာပြာလုံးဖြစ်သွားအောင်မလောက်တာပဲရှိတယ်ဘလောက်ထိလဲဆိုရှင်ညာเนาะတက်ကတကယ်တကယ်နိုင်ငံတော်အဆင့်ခြေမုံးမယ်ဟဲ့ဆိုရှင်တပုံဟာပြေပေါက်အမားစရာပဲရှိတယ်ကျန်တာဘာမှဘာမှမစင်စားအနိုင်ဆိုတာပဲရှိတယ် အလုံးမလုံးတော့ကျွန်တော်တို့ကတော်တော်ပောက်ကွဲတာပါเนาะရလတွေတော်တော်ကောင်းနေခဲ့တယ်ကျွန်တော်ဆိုအားရဝမ်းသာဗျာဘာကြောင့်အားရဝမ်းသာလဲဆိုတော့ကြာခင်မှာဒီဒီခုစစ်ပွဲဖြစ်နေတဲ့နေရာတွေမှာကြောင်းတွေပြန်ဖွင့်နိုင်မယ်ဗျာเนาะကလေးတွေကြောင်းတက်ရမယ်ဗျာเนาะဟွန်းနောက်တစ်ခုသဘုံတွေပေါ့ဒီစစ်သေးချာသဘုံတွေကိုနှိမ့်နေနိုင်မယ်ဗျာเนาะနိုင်ငံတော်အေးချမ်းမယ်ဗျာเนาะနောက်ထပ်ဒီရွေးကောက်ပွဲချင်ပါလို့ရှိရင်ဒီမှာအနေဆုံးရွေးကောက်ပွဲကအဲ့ဒီမှာဖြစ်အောင်လဲလုပ်ရမယ်အဲ့ဒီမှာမဲရုံအနေဆုံး73ရုံလောက်စောင့်ရမယ်အဲ့တော့ ဒါတွေကနိုင်ငံတော်ရဲ့အနာဂတ်နော်တိုင်းပြည်ရဲ့အနာဂတ်ဟုတ်လားပြည်သူတွေရဲ့အနာဂတ်ကလေးငယ်တွေရဲ့အနာဂတ်ဒါတွေအထွတ်ဒီသဘုံတွေပျောက်သွားအောင်ကျွန်တော်တို့ PR ပေးပြီးတော့ပြောဆိုနေခဲ့ပြင်မယ်အခုချိန်မှာတော့ဘယ်ကမှန်ဘလို့မသိတဲ့အမိန့်တော့မဟုတ်ဘူးဒီအမိန့်က ARV ဒုတိုင်းမှုစီကလာတယ်လို့ကြားသိရတယ်အဒုတိုင်းမှုကဒီအမိန့်ကသူပေးချင်နိုင်ပေးတာဘယ်ကပေးတာလဲတော့ကျွန်တော်တို့ပြောခတ်တယ်သူ့ဘာတော်ညာလဲပဲတက်တယ်နောက်ဆုတ်ခံနောက်ဆုတ်လာရပါပြီအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အားရနေတဲ့အချိန်မှာကျွန်တော်စိတ်ထဲထင်နေပါလေရောက်လာတော့မယ်ဆိုတာတကယ်လည်းရောက်လာပါပြီ ဲ့လိုပဲဖြစ်ဖို့အတွက်ကကျွန်တော်ဆက်လက်ပြီး ARV new time ဘယ်သူလဲဘာလဲဘယ်လဲဆိုတော့ကျွန်တော်ဆက်လက်လေ့လာမယ်เนาะပြီးရင်ထပ်ပြီးတော့ပေါ့ဗျာเนาะအခုဆိုလို့ရှိရင်ကိုကတပုံကကိုကလိုက်တိုက်ထားတဲ့အတွက်ကြောင့်မို့တပုံကစုပ်ပြတ်တတ်နေတယ်အခုတပုံကဘယ်လိုပြောင်းလဲအခုတပုံကပြန်ပြီးအောင်ကတ်လာအခုပန်းတော်ကြီးနဲ့ကျွန်တော်စီစုံငုံဘက်ကိုတပုံကပြန်ကတ်လာပြီကတ်လာအင်အားတော်တော်များတယ်เนาะဆက်လက်ပြီးကတ်လာကိုကနောက်ဆုံးမှသူများကတ်မှာပေါ့ဗျာကိုကတကယ်မချိန်မုန်းဘူးသူများကတ်မှာပေါ့အခုဘယ်လောက်နေဆိုအဲ့ဒီရွာတွေမှာ တပုံကြီးဆိုးတဲ့ကြော်တယ်ဘုံကြီးအစဖမ်းခေါ်တယ်နော်အဲ့ဒီမှာတွေ့သမျှဒီအင်အားတွေတတော်များများပေါ့နော်ဟိုအင်အားစုဆောင်နေတာတွေခိုးအောင်းနေတာတွေသူတို့ရဲ့ level တွေအောင်ဖြစ်နေပြီနော်အဲ့လိုမျိုးသူတို့ပြန်ပြီးဝင်လာတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့ခင်ဗျားတို့မလုပ်မှလည်းပြပြတတနှိမ်နှိမ်မှုခြိမ်မှုမှုအချိန်တန်ပြီးလို့ကျွန်တော်တို့သုံးသက်တယ်ဗျာနော်ကဲဒါရောနော်ဘောဘောဘောသူ့အပေါက်ပြောလိုက်တဲ့စကားဖြစ်ပါတယ်နော်အဲ့တော့ဒီအမတာ304ပမာတော့တော်တော်လေးကိုကြာရှုံးနေပြီးတော့ထွက်ပြေးနေရတဲ့အခြေအနေဖြစ်ပါတယ်နော် ကျေကျွန်တော်နောက်နှားထားမယ်သတင်းကတော့မင်းအောင်လိုင်းလှုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တုံတက်တာတော်တော်ကြီးကိုကောင်းနေနော်အဲ့တော့သူပြောတဲ့ဟာဒီချက်နှားထားကြည့်လာနော်ကိုလှုပ်မယ်ဆိုတော့သူတို့ရအောင်လှုပ်မယ်ပုံစံမျိုးကို2008ခြေကံဥပဒေရလဲသူက33ရာခိုင်နှုန်းနဲ့ဆိုရင်လွတ်တော်ခေါ်အထမြောက်နေပြီဟိုသူတို့က25ယူယူထားရဆိုတော့ဘာမှမလိုဘူးဟိုအဖြစ်လှုပ်ရင်တော့ရတယ်ပေါ့နော်ထားပါတော့သူတို့ရအောင်စူးစမ်းပြီးတော့လွတ်တော်ပေါ်လာမယ်အစိုးရပုံစံတရက်ပေါ်လာမယ်ဆိုရင်အဲ့ဒီကတဆင်ကုနာကျွန်တော်တို့ကတစ်ကပြန်စပြီးဟိုအဲ့ဒီမှာအရင်ဦးသိန်းစိန်လိုမျိုးဟိုအခင်းချင်းနေ ပေါ်လာနိုင်လားအောင်မြင်လာနိုင်လားအဲ့ဒီအနေအထားမှာရောကျွန်တော်ဘယ်လိုမျိုးဟိုရှုမြင်လို့ရနိုင်လဲအဲ့ဒီအဆင့်ရောက်ပြီဆိုရင်ဖြစ်နိုင်ကြီးပေါ့လေသူတို့ကတော့အဲ့ဒီအတိုင်းပဲအဲလောက်မှာပဲနော်ဒါ repeat ပေါ့နော်ဂျာယေတုမရိုက်တဲ့ကိစ္စပဲပတ်လဲသွားတယ်သို့တော့ဘာကွာလဲဆိုတော့ဥသိမ့်စိန်လက်ထက်ကထက်ကိုတော်တော်အားနေသွားတယ်အားနေတာကျွန်တော်နှစ်ချက်လောက်တော့မြင်တယ်တစ်ချက်ကဘာလဲဆိုတော့ ခုနည်းမြေစိုးမိုးရင်းနဲ့စစ်အင်အားပေါ့နော်အတိုင်းပြည်တည်ငြိမ်အောင်ထိတ်ချုပ်နိုင်တာလဲတဝက်လောက်တော့မကောက်ရော့ကြသွားတယ်ဟုတ်တယ်နော်နောက်တစ်ခုကခုနယုံကြည်မှုပေါ့ဒီဥသိမ်းစိန်ဆိုးရလက်တဲ့ဒီဒေါ်ဆန်းစုကြည်တက်လာတဲ့ဒီမှာတိုင်းရင်းသားအင်အားစုတွေနဲ့တိုက်ခိုက်အင်အားစုတွေတော်တော်မျောလင်းကြတယ်နော်တကယ်တမ်းပြောရင်ဘယ်သူမှစစ်မတိုက်ချင်ဘူးပြစစ်တိုက်တယ်ဆိုတာလူတွေသေးကြေပျက်စီးတော့ခါရောက်ကျွန်တော်လည်းစစ်မေပြင်စစ်ပွဲတွေအေရီယာတွေမှာနှစ်ပေါင်း၁၀စုနဲ့ချီပြီးဖြတ်သန်းလာကျွန်တော်သိတယ်သူတွေရန်ခံရတယ် ဘယ်သူမှမတိုက်ချင်ဘူးစစ်ကအဲ့တော့ပြဿနာကဟိုဦးကဘယ်သူပဲဖြစ်ပျော်လို့တိုက်နေတာမဟုတ်ဘူးဗျာအေးချမ်းငင်းငင်းချမ်းနဲ့ရှင်းရှင်းကြတယ်အဲ့တော့ပြဿနာကခုန sincerity ပေါ့နော်ခုနကျွန်တော်အစောပိုင်းပြောသလိုဒီမှာပါဝင်တဲ့ conflict ပါပဋိပက္ခကပါဝင်တဲ့အင်အားစုတွေပါတီစီကသူတို့ကသူတို့ hidden ပေါ့ဒါဘုံဥတီချက်တွေရှင်းနေကြတယ်ဆိုတော့ကကိုဂျိုးစီးပွားပေါ့ကိုကိုပါတီကိုအင်အားစုရဲ့အကျိုးစီးပွားကိုထိတ်ကိုတိတ်ထားလုံးရင်ပြဿနာရှိတယ်အဓိကတော့စစ်တပ်ပေါ့ ဟုတ်လားတော့စစ်တပ်ကလူတွေကိုနိုင်ကိုဟာစစ်ကောင်းဆောင်တွေကိုနိုင်ကိုဟာသူတို့ concept ကိုပြင်ရမယ်သူတို့ဘုံသင်တန်းကျောင်းတွေမှာပေးနေတာကြာငါတို့ကတိုင်းပြည်ကိုထိန်းထားရတယ်ငါတို့ကတိုင်းပြည်ကိုကယ်နေရဆိုတကယ်တော့မဟုတ်ဘူးအဲ့ဒါကြီးကလည်းလုံးစပ်ပဲနော်လွတ်လပ်ရေးကိုတိုက်ယူလာပြီဆိုတမိုင်းကျောင်းကိုချိန်တလောက်ဖတ်လို့ရတယ်နော်အဲ့တော့နောက်ကြောင်းတွေလည်းအများကြီးတော့မပြောချင်ဘူးအဲ့ဒါကိုသိချမြင်ဖို့လိုတယ်အဲ့တော့စစ်တပ်ကအတင်းပဲထိန်းချုပ်ပြီးလက်နက်ကင်နဲ့လုတဲ့ခါကျတော့တိုင်းရင်းသားလည်းမုန်းလာတယ် နော်မုံလာထွင်းတာဗမာဆိုတာမျိုးမုံလာတကယ်တော့ဗမာတွေလည်းခံရပါတယ်ဆိုတာဒီကိစ္စကဗမာနဲ့တိုင်းရင်းသားပဋိပက္ခဆိုတာနဲ့ဖိနေသူဆေးရနာရှင်နဲ့အဖိနေခံအားလုံးရဲ့ကိစ္စပြဿနာပါအဲ့တော့ဆိုတာကတကယ်တမ်းစေတနာရှိသလားအခုငိမ့်ငိုင်းဆွနေဖို့လည်း2000တကဗိုလ်ချုပ်မွေးမောင်းလိုက်ကိုနိုင်တက်တာတကယ်စေတနာရှိလားအဲ့သူတို့ဘလောက်ချမ်းသာနေသူတို့ကသူတွေလေသူတို့သားသမီးတွေဟုတ်တယ်မလားသူတို့လာစားဝင်ငွေနဲ့ဘလောက်ထိရှိနိုင်မလဲဟုတ်လားအဲ့တော့အာနာရှင်ဆိုတာဥပမာမလေးရှားမှာမဟာတရားမော်မဲတို့လုတ်သွားတာပဲ ဟုတ်လားစင်ကာပူမှာလည်းအာနာရှင်ပါပဲတိုက်မိလည်းချမ်းသာတယ်လေသူတို့ဘာမှအာဂရိလိုက်စားမှုမရှိဘူးလေသွားတာပဲဟုတ်လားအဲ့တော့ဗမာပြည်မှာကြာတော့မှအတင်းကြီးထမ်းပြတိုက်ပြတော့စုပ်ပြပြီးဖြစ်ချင်တော့ဖြစ်ပြီးဘာနိုင်ငံရေး resolution မှမဖြစ်ဘူးသူကလူတိုင်းမြင်နေရတာပဲဟုတ်တယ်လားအဲ့တော့ဒါ우တော့အဓိကစစ်တပ်ကတေချာစဉ်းစားပြီးပြင်ဖို့လိုတယ်အရင်လိုအရင်လိုအရင်လိုတွေပဲပြန်လုပ်မယ်ဆိုရင် repeat ပေါ့နော်ဂျာယေးသူ့မိရိုင်းဆိုအဲ့ဒါကကျွန်တော်ဒါကြောင့် credibility ယုံကြည်စိတ်ချရမလို့ပြောတာ ခံရတဲ့အချိန်ချင်းများနေတယ်ကျွန်တော်ဆိုရင်ကျွန်တော်အသက်ထဲမှာ၄ချိန်၃ချိန်ခံရပါပြီလေဟုတ်လားကျွန်တော်အကျိုးရှိကလူတွေဆိုလင်္ကာ၆ချိန်ခံခဲ့ရပြီစစ်တပ်ကဒါတခါပြန်ဆွေးနေဒီငိမ့်ချမ်းရေးတခါပြန်ခေါ်တခါရေကောက်ပွဲသက်တော့တခါပြန်အာနာဒီချာအေးသူ့မေရတယ်အဲ့လိုဖြစ်နေတယ်နော်အဲ့တော့တခုရှိတာကကျွန်တော်ပြောချင်တာဘယ်သူမှတော့စစ်ကိုအပင်မခံပြီးမတိုက်ချင်ဘူးလားကျွန်တော်မြင်တာလေသူတို့ကသူတို့ရေကောက်ပွဲလှုပ်လို့အစိုးရအသည့်ပဲတိုက်တိုက်အခုရှိနေတဲ့လက်နက်ကင်အင်အားစုကဒုနဲ့တည်းအကြီးကြီးပဲစက်တိုင်းပါပဲကျွန်တော်မြင်တာက ဟုတ်လားအဲ့တော့သူရံသူတို့ဒီလုတ်ရွေးကောက်ပွဲလုတ်ဖြစ်အောင်ဖြစ်အောင်ရတယ်ကိစ္စမဒီဒီဒီလူနဲ့ဒီအတိုင်းဝိုင်းလေးနဲ့ဒီနားနဲ့အခုလက်ရှိရှိတဲ့လက်ရှိနေပြည်တော်နဲ့ရန်ကုန်နဲ့မန္တလေးနဲ့ဒီလောက်ကလေးပဲဖြစ်နေမှာပဲလေအော်နိုင်ငံတကာကတော့ဟိုကလာဒီကလာတန်တပံဘာညာဖြစ်နေတာပဲဒါပေမဲ့ဒီမှာရှိတဲ့အတိုက်ခံလက်တကန်အင်အားစုကြီးကိုဟဲ့အောင်နေငါတို့ကယူကောက်ဖိလိုက်ယူကောက်မင်းတို့အိမ်ပြန်ကြတော့ဘယ်သူကပြန်မလို့ဟုတ်လားထမှာပေါ့ဟုတ်လားခုနကကျွန်တော်ပြောသလိုသူတို့အချိန်ချင်းအချိန်ချင်းညာခဲ့ပြီပြီ ဟလာသူတို့ဒီလောက်ချမ်းသာနေတာဒီလောက်လှုပ်ရှားနေတာသိနေပြီပဲနောက်တစ်ခုကဒီနေမှာစကားဆက်လို့ခုနကိုသက်ထွေးနိုင်နေပြောတဲ့အထက်မှာပါတယ်ခုနဟလာ binding ဖြစ်တယ်ဘတ်တပ်ပေါင်းစုနဲ့ဟလာအပေါ်ကဆက်တော့ no no အဲ့လိုပြောတော့ညီညူရေးကိုကျွန်တော်ဒီနေ့မြင်တာဒီလိုရှိတယ်အပေါ်ကဥဆောင်မှုတစ်ခုလေးကနေပြီးတော့ပေါ့နော်တပုံစံနဲ့ unify ပေါ့ချစ်ထားတဲ့ဖြစ်တဲ့ unity ဆိုတာမရနိုင်ဘူးမရှိနိုင်ဘူးเนาะအဲ့တော့မတူတဲ့ဘာတွေကြီးပဲတယောက်တစ်မျိုးဖြစ်နေတာကိုပဲ ဒုစုတစည်းထဲမှာပေါင်လုတ်တိုင်လုတ်ပြီးတော့အဲတွားတဲ့ညင်ညူရင်မျိုးလုတ်ဖို့လိုတယ်ဒီလိုအမြင်မျိုးနဲ့လုတ်ဖို့လိုတယ်เนาะဥပမာကောင်းဆောင်တယောက်ရဲ့အမိန်ကိုပဲအကုန်နာခံမယ်ဆိုရင်ဘယ်သူမှနာခံချင်မှာမဟုတ်ဘူးမှန်ပဲအဖွဲ့အစည်းမတူဘူးအဲ့ဒီကွဲပြားမှုတော့ရှိတယ်ကွာငါတို့တူညီချက်ရှိတယ်ဆိုတာပုံမှန်တွားရမယ်ဒီတစ်ဖွဲ့တည်းကပဲအကုန်လုံးပူဆောင်ရမယ်ဆိုရင်အဲ့ဒါနောက်ဖွဲ့နဲ့ပြဿနာတက်မှာပဲအဲ့တော့ယူအဆကဆလို့ဥဆောင်မှုကဆလို့အဖွဲ့အစည်းတွေကျန်တာတွေရဲ့တည်ရှိမှုကိုအတိမတ်ပြုရမယ် ပူဆောင်မှုရောက်နေရှေ့ရောက်နေဆိုအတိမပြောရမယ်လာနော်အဲ့မှာတပြေးပြေးနဲ့တွိုင်းနေကိုခန့်ကန္နာကိုတင်နော်ငါခန့်နေငါတိတ်တိတ်နေငါဘာမှမလုပ်နိုင်ငါမဆိုအဲ့ဒါဆိုသူတို့ပဲပေါင်းလိုက်မယ်ဆိုတော့ဖြစ်တာမှာနော်အဲ့တော့ကျွန်တော်ကညီညွတ်ရေးတိဆောက်တဲ့နေရာမှာဟာဥကောင်းဆောင်မှုတယောက်တည်းကပူဝါဒတရားတည်းကအကုန်လုံးကိုလိုက်တာမရနိုင်ကျွန်တော်အဲ့တော့ဒီ diversify ဖြစ်တဲ့နော် ကွဲပြားမှုတွေကိုပဲစုစည်းတဲ့ညီညွတ်ရေးမျိုးကိုကျွန်တော်တို့ကြိုးစားမှာကျွန်တော်မြင်ကဲဒါတော့ပေါ့နော်ချက်ဖက်မင်းအောင်လိုင်းရဲ့ယူကပ်ပွဲနဲ့ပတ်သက်ပြီးတော့သုံးသပ်ပေးထားတဲ့ဟာလေးပဲဖြစ်ပါတယ်နော်လပားစီပေါ့နော်ဘီဂျက်ခေါင်းဆောင်စောချစ်သူကိုဒီစီဘွားကြီးပိတ်ဆို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောလာတယ်ကိုစီရဲ့တရင်လေးဒါတော့ကြည်လောက်နော်အဲ့တော့ကျွန်တော်တို့တနိုင်ကန်လောက်တဲ့ကဘာလုံးမှာရှိတဲ့မြန်မာပြည်သားတွေဝိုင်းဝိုင်းဆဲနေကြတဲ့စောချစ်သူ BGF အားလုံးတိတ်မှာပါနော်စစ်ကောင်စီဘက်ကယက်တိတယ်ဆိုပြီးတော့စောချစ်သူကိုဆဲခဲ့တာ ်အခုအဲ့ဒီသူတို့ဘက်ကနေဒီလိုမျိုးပြည်သူအစဲခံထိပြီးတော့ရက်တိပေးခဲ့တဲ့စောချစ်တူကိုတောင်မှစစ်ကောင်စီကနော်အမိပြစရင်တင်တွင်းပြီးတော့ကျင်ညာတယ်ဘသူကကျင်ညာလာတယ်စောချစ်တူတို့ BGF ကိုစောချစ်တူအပါဝင်သူ့ရဲ့မိသားစုသူတို့ပိုင်တဲ့ကုမ္ပဏီတွေကိုအမိပြစရင်တင်တွင်းတာဘလူးကတင်တင်းပြီးကျင်ညာတာဘလူးကလဲဆိုတော့တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ူတို့ကိုနှိုက်ကတော့တရားမဝင်ဘူးဒါပေမဲ့သူများတကာကိုအမိပဲစင်းသွားကြင်ညာနေတယ်နော်သွားကြင်ညာတဲ့လူကလည်းသူတို့နဲ့ဆန့်ကျင်ပဲမဟုတ်ဘူးသူတို့အကျိုးစီးပွားအတွက်ပြည်သူအစဲဆိုခံပြီးတော့ယက်တီပေးခဲ့တယ်ရှင်းချင်းပြောရရင်တော့မြဝတီကိုအချိန်ကနော်ကုံကားနဲ့နှစ်ကတိန်းခဲ့တာ BGF ကကောင်းလို့သူတို့စောက်ချက်ကွဲပြီးဒီအလန်းစာပြောင်းနေတာပြီနော် BGF ကကြားဝင်ပြီးတော့လှုပ်ပေးလို့ဒါတနိုင်ကန်လုံးနဲ့တိတယ်တောင်ပိုင်းကိုစစ်ပြက်သွားတာဒါကြောင့်ကိုလည်းပါတယ်ပြည်သူတွေအများစုတော်လိုင်းပြည်သူက เนาะအဲ့တော့ဒီလောက်တော့နှုတ်ပေးခဲ့တဲ့ BGF ကိုတော့မှလုံရင်တုံးတယ်မလို့ရင်ကန်ထုတ်တယ်ဆိုတော့ဒီကောင်လေးစောက်ကျင်ဒါကွက်ကွက်ကွင်းကွင်းပေါ်လာတာဒါတော့မှသူတို့အာနာမရသေးဘူးเนาะမင်းတို့တွေစဉ်းစားကြည့်အဲ့တော့စစ်ကောင်စီနဲ့တွားပြီးနိုင်ငံရေးစကားနိုင်ငံရေးစကားတွားပြောနေတဲ့နိုင်ငံရေးစားဖားတွေခမားတို့မြင်အောင်ကြည့်ပါနှစ်ပေါင်း60လောက်လဲဒီလိုမျိုးကြီးညာလိုက်ပြန်ပေါင်းလိုက်အာငိမ့်ငိမ့်ဆွေးနွေးလိုက်ပြန်ပြစ်လိုက်လုံးချင်းလုံးလာခမားတို့တွေအာမညောင်းသေးဘူးလားပြောလို့မဝနိုင်ကြသေးဘူးလား နော်ဒီကာလဟာဘာကာလလဲဆိုတာလေးတော့အတိနဲ့ထည့်ကြပြီးတော့တော်လန်ရေးကာလမှာတော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်လုပ်ဖို့လိုတယ်နိုင်ငံရေးကာလမဟုတ်ဘူးတာတချို့တရားပြောတယ်အနိုင်ငံရေးနဲ့စစ်ရေးနဲ့ကိုမျှတပြီးတွားမယ်မှန်တယ်မတွားအောင်မဟုတ်တွားမယ်ဒါပေမဲ့နိုင်တော်လန်ရေးကာလနိုင်ငံရေးဟာနိုင်ငံတော်လန်ရေးကိုအခြေခံတဲ့နိုင်ငံရေးပဲဖြစ်ကြမှာရှင်းရှင်းလေးပဲဒါကိုတဘောပတ်ဖို့လိုအပ်တယ်မလုတ်ဘဲကြိုက်တယ်လို့ပြောထောက်ဖို့အတွက်လား လုံကြည့်ပါကရင်နေတာခေါင်းဆောင်နေတာပေါင်းစည်းတယ်လို့ကြေညာကြည့်လိုက်ပြည်ပရောက်နေတဲ့ကျွန်တော်ကရင်လူငယ်တွေအများကြီးရှိတယ်အခုထိုင်းနိုင်ငံမှာဆိုလဲဒီအုံနဲ့အုံရိုင်ဘက်မှာလက်ရှိဘွဲလှုပ်လို့ရှိရင်ကွင်းပြင့်နေတယ်နော်ကရင်မိန်းကလေးတွေကရင်ယောက်ျားလေးတွေအဲ့ဒီလူငယ်တွေအားလုံးဟာဒီလူကြီးတွေပေါ်မူတည်ပါတယ်နော်ဒါကြောင့်မလို့ရန်သူကိုဒီအချိန်မှာတိုက်လို့အကောင်းဆုံးအချိန်မှာကျွန်တော်တို့တွေပြက်အောင် လုံနိုင်လို့မလုံနိုင်ရန်သူကခမားတို့ကိုတက်တက်လုံးအဲ့လိုအတုံးချောင်းအောင်မှာပဲလိုအပ်ရင်ပယ်ကျက်ဖြစ်လုံမယ် ်သူတို့အရှိအကနေကာထားမယ်သူတို့အရှိအကနေခံပေးမယ်ငြိမ်ချမ်းရေးဆိုပြီးခေါ်စကားပြောမယ်ပြီးရင်သူတို့တိုက်ချင်ချက်ချင်းပြန်ပြီးစစ်ကိုပြန်ဆမယ်စစ်ကိုကစားပြီးလှုပ်ချင်တိုင်းလှုပ်မယ်အဲ့ဒီခစ်ကိုကျွန်တော်တို့တွေထားပစ်ခဲ့ဖို့တော်ပြီခစ်တစ်ခစ်ကအပြောင်းလဲဆိုတာကျွန်တော်တို့တွေလိုက်မပြောင်းလဲလို့မရဘူးခစ်ကြီးကတွားတဲ့အရာကိုကိုကမတွားချင်ဘဲနဲ့ကြံပစ်ခဲ့မယ်ဆိုရင်အကောင်လုံးကလော်ကလန့်နေဖြစ်ကုန်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်အတွက်ကခစ်ဟောင်းတွေကိုထားပစ်ခဲ့ရမယ်ခစ်ဖြစ်သွားပြီလက်နက်ရှိမှလူရဝင်နေဆိုတဲ့အတွေးကိုထားခဲ့ပြီးတော့ အုံနောက်ကောင်းတဲ့ကောင်ကလူရဝင်တယ်ဆိုတော့ခစ်ကိုကျွန်တော်တို့တက်လှမ်းဖို့လိုအပ်နေပြီနော်အဲ့လိုမဟုတ်ဘဲနဲ့လက်နဲ့ရှိတဲ့မလူရဝင်မယ်ဆိုတော့လူရိုင်းအတွေးခေါ်ကိုဆက်ပြီးစောက်ကင်ထားမယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ဟာကျိနေပါတယ်နော်ဒီတော်လန်ရေးကိုကျွန်တော်တို့ပြတ်သားအောင်လုပ်နိုင်လို့မလုပ်နိုင်လူရိုင်းကျွန်းတဲ့ဆိုးတဲ့တိုင်းပြည်ပြောပါလိမ့်မယ်မှန်ပဲကျိနေတယ်အာနာရှိတဲ့ကောင်ကအာနာရှိတို့ယုတ်မှာနော်အင်အားကြီးတဲ့ကောင်ကအင်အားကြီးတို့ယုတ်မှာ မရှိတဲ့အောက်ခြေနင်းပြားဘွားတွေကတရားမျှတမှုဆိုတော့အလကတဝင်းတခွာထမင်းလေးတလုံးစားဖို့အတွက်ကိုအသက်နဲ့ဘွားနဲ့ရင်းပြီးရုံကန်ရအဲ့ဒီလိုအနှိတ်ထယုံများတဲ့ပိုင်းပြည်ဖြစ်သွားလိမ့်ကျိန်းနေတယ်ဒါကြောင့်မလို့ဒါအခုဒါ BGF ကိစ္စမို့လို့ကရင်လူမျိုးတွေကိုဥတီပြီးတော့ကျွန်တော်ပန်ကြတာပါမြန်မာပြည်မှာရှိတဲ့တိုင်းရင်းသားပေါင်းစုံအားလုံးဒီကာလမှာကိုယ့်လူမျိုးအတွက်အဖွဲ့တစ်ခုတည်းဖွဲ့ပြီးတော့အင်အားကောင်းအောင်ကြစ်လက်အောင်လို့လုပ်ကြပါ ကိုအဖွဲအတွက်ဘလို့ရှင်းဆက်သွားမှလဲကွန်ဖက်ဒရိတ်နဲ့သွားမှလားဖက်ဒရယ်နဲ့သွားမှလားကိုရဲ့ကိုပြည်နယ်ရဲ့ပထဝီအနေအထားကမ္ဘာနိုင်ငံရေးအနေအထားကိုယ့်အကိုခေါင်းဆောင်တွေစုံဖြတ်ကြအဓိကကပါလေအာနာရှင်ကိုကျွန်တော်တို့အမြင့်ပြအောင်တိုက်ကမှအားလုံးမဖြစ်မနေလောက်ကမှတမိုင်းပေးတောင်းဝင်ပဲအဲ့တော့ဒီ BG ရဲ့အဖွဲတွေအနေနဲ့အခုချိန်မှာနော်ကရင်ပေါင်းစည်းရေးကိုလှုပ်လိုက်မှဆိုအကောင်းဆုံးအချိန်လို့မြင်တယ်ဒါကြောင့်မလို့ကရင်တမျိုးသားလုံးကိုစားကရင်ခေါင်းဆောင်တွေ ောင်မြင်မှုကိုလက်စုပ်လက်ကင်ဖမ်းဆုပ်ပေးကြပါလို့မြစ်တာရက်ခံပါတယ်ကျွန်တော်တို့တော်လှန်ရေးဟာအလုံးမြင်တဲ့အတိုင်းပဲဒီလိုအခင်းကျင်းမျိုးရဖို့အတွက်ခမားတို့တတ်တက်ကောမြင်ခဲ့တာ88ကိုမှီခဲ့တဲ့ဘုံဦးစောရှိတူလို့ဆိုတာ88ကိုမှီခဲ့တဲ့အဲပုံကိုတွေပဲနော်ခမားတို့88မှာဒီလောက်အားကောင်းတဲ့ပြည်သူအားကောင်းတဲ့တော်လှန်ရေးမျိုးတွေးခဲ့ရတာခမားတို့မွေးတဲ့ရတတ်တက်အဲ့တော့ဒီလိုအားကောင်းတဲ့အချိန်မှာကျွန်တော်တို့တမိုင်းမှတ်နိုင်တဲ့ခုကိုအကောင်းဆုံးစိုက်ထူပေးကြပါအားလုံးလည်းစဉ်းစားတတ်ကြမယ်လို့ယုံကြည်ပါတယ် ဲဒါတော့ကုစေးသုံးသက်ချက်ပြီးတော့ file ဖြစ်ပါတယ်နော်အဲ့တော့ချက်ဖက်စကောင်းဆောင်ကလိုတဲ့အချိန်မှာဆိုရင်တော့လို့တို့အသုံးချပြီးတော့မလို့ရဲ့အချိန်မှာတော့သူလုတ်ချင်တယ်လို့လုတ်တယ်ဆိုတာကတော့အသေးချပါပဲเนาะဒါကသူလုတ်နေကြအကွက်တွေဖြစ်ပါတယ်အခုဆို search သူဆိုရင်လည်းကိုစီပြောတယ်လို့ပဲเนาะကျွန်တော်တို့ဒီမြောက်ရီမျိုးသိတိုက်ပွဲတုန်းကဆိုရင် search သူကဲလို့ဒီမြို့မြောက်ရီမျိုးကကြံခဲ့တာပါเนาะဒါတော့မှအခုချိန်မှာဆိုရင်သူ game site တဲ့ပုံစံဖြစ်နေပါတယ်เนาะအဲ့တော့သူမလို့ရဲ့အချိန်မှာတော့သူ့ရဲ့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ထင်တာပါเนาะရွေးကောက်ပွဲမကူညီလို့မြတ်ဒီလိုမျိုးလုတ်တာလားလို့တော့အားလုံးအသုံးသက်နေကြပါเนาะအဲ့တော့ဘာဖြစ်ဖြစ်လိုရင်တော့နေမလို့ဆိုရင်တော့ဒီလိုမျိုးပဲ မလို့ရင်တော့အမိုက်လိုပဲဆွန့်ပစ်လိုက်တဲ့အချက်ဖက်မင်းအောင်လိုင်ရဲ့လုပ်ရက်ကတော့ဒါအားလုံးနဲ့သိပြီးသားဖြစ်ပါတယ်နော်အဲ့တော့ तू तू ဖက်ကဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လဲလုံးဝ तू ဘလို့ပဲဂရိတွေပေးပေးပေါ့နော်အခုအပြည့်ရပါမယ်ဆိုရင်ချိန်ချာချက်လေးတောင်မှဂရိမတည်တဲ့လူဘယ်သူမှယုံကြည်မှာမဟုတ်ပါဘူးနော်အဲကြောင့်ပြည်သူလူထုကလည်းဘလို့မှဒီရွေးကောက်ပွဲကိုယုံကြည်မရှိကြပါဘူးနော် โอเคဒီမနက်အတွက်သတင်းတင်ဆက်မှုဗီဒီယိုလေးကဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာအစားဆုံးကြည့်ပေးကြရမြတ်ပြည်သူရောက်စီတိုင်းဒူဝဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီမနက်မှာဒီဒီနေ့မှာလောကသမားဆောင်သမားအရာအားလုံးအောင်မြင်ကြပါစေတောင်းလေးမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ